ကဘာလုံးဆိုင်ရာပေါင်းစည်းမှုဆိုတာအခုခေတ်မှာပေါ်လာတာလို့ထင်နေလားအဲ့လိုမဟုတ်ပါဘူးဒီနေ့မှာတော့အချင်းဆက်ကိုနောက်ပြန်လက်ပြီးတော့ပထမဆုံးကဘာလုံးဆိုင်ရာပေါင်းစည်းမှုခေတ် Gandawin Kit ဆိုတာကြီးကိုအတူတူလေ့လာကြည့်ကြမယ်ဒီစကားက Gandawin Kit ရဲ့ခန်းစားချက်ကိုကပြေဖန်းဆုပ်ထားတာပဲဒါဟာ Empire တိဆုပ်ထေတာထက်များကြီးပိုပါတယ်လူတွေကသူတို့ကိုယ်တို့လူသမိုင်းကိုရေးထိုးနေတယ်လို့တကယ်ကိုယုံကြည်ခဲ့ကြတဲ့ခေတ်တစ်ခုပေါ့ ကဲ့ဒါဆိုပထမဆုံးအပိုင်းကိုဆားလိုက်ကြရအောင်ဒီခက်ကြီးတစ်ခုလုံးဖြစ်ပေါ်လာအောင် နောက်ွယ်ကနေတွန်းအားပေးခဲ့တဲ့အခြေခံအုတ်မြစ်ကြီးကဘာတွေလဲကြည့်လိုက်ကြစို့ကန်တဝင်ခစ်ဆိုတာကပါလေအကျမ်းမအားဖြင့်တော့ BC 1000ကနေ AD ထချင်ရကြပေါ့ရောမတော့ဟန်ယုတ်တို့လို Empire E တွေပေါ်ထွန်းခဲ့တဲ့ယုံတင်မဟုတ်နော်အခုချိန်ထိကျွန်တော်တို့ကဘာကြီးကိုလွမ်းဖို့နေတုန်းဖြစ်တဲ့အထီးကဘာသာတရားတွေအတွေးခေါ်ကြီးတွေမွေးဖွားပေးခဲ့တဲ့အချိန်ကာလကြီးတစ်ခုလည်းဖြစ်တယ် ဟုတ်ပြီဒီလောက်ကြီးကျယ်ခါနာတဲ့တိုးတက်ပြောင်းလဲမှုတွေကဘလို့လို့ဖြစ်လာနိုင်ခဲ့တာလဲအဖြစ်ကတော့အဲ့ဒီခေတ်ကနီးပညာပိုင်းဆိုင်ရာအထိုးဖောက်အောင်မြင်မှုတွေထဲမှာရှိနေပါတယ်ဟုတ်ပါတယ်စိုက်ပျိုးရေးတွေတည်ယူဖို့ဆောင်ရေးတွေတိုးတက်လာတာကအရေးကြီးတာပေါ့ဒါပေမဲ့တကယ်ကို game changer အစ်စ်ကတော့စာရေးသားတဲ့စနစ်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာပဲဒါကအသိပညာတွေကိုမျိုးဆက်တစ်ခုကနေနောက်တစ်ခုကိုလက်ဆင့်ကမ်းနိုင်စေခဲ့တယ် ပိုပြီးရှောက်ထွေးတဲ့လူအဖွဲ့အစည်းတွေတိဆော့ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်လာခဲ့တာပေါ့နိပညာတွေကတော့အခြေခံအုတ်မြစ်ကိုချပစ်ခဲ့တယ်ဆိုပါတော့ဒါပေမဲ့ဂန်ဒဝင်ခေရဲ့တကယ်အနှစ်သာရကတော့အတွေးအခေါ်ရဲ့ပေါက်ကွက်ထွက်လာမှုပါပဲတမိုင်းပညာရှင်တွေကတကူဝင်ယူဆွန်းခေလို့ခေါ်ကြတယ်အဲအော်ဆရာအကောင်းဆုံးကပါလေဆိုတာဒီလိုဉာဏ်ပညာဆိုင်ရာနိုးကြားမှုကြီးကကပားအနေအားအနှက်မှာတစ်ချိန်နဲ့တစ်ကြိမ်နဲ့လို့ဖြစ်ပေါ်ခဲ့တာပဲခီးကနေတယောက်အထိ နေရာတိုင်းကတွေးခေါ်ပညာရှင်တွေဟာလူသားဖြစ်တည်မှုနဲ့ပတ်သက်တဲ့အခြေခံအကျဆုံးမေးခွန်းတွေကိုမေးနေကြကြတယ်။ဥပမာဂရိမှာဆိုရင်ပလေတုန်နဲ့အရစ္စတိုတယ်လိုတွေးခေါ်ပညာရှင်တွေဟာအနောက်တိုင်းအတွေးခေါ်ရဲ့အခြေခံဖြစ်လာမဲ့ဂျိုးချောင်းစင်ဂျင်တုံတရားနဲ့ယုတိပေရာကိုစနစ်တကျတိစောက်ထည့်ကြတယ် ပါရှားမှာကြတော့ Zoro Aster ဘာသာနဲ့ပြီးတော့ကောင်းမှုနဲ့မကောင်းမှုကြားကစကြဝဠာဆိုင်ရာတိုက်ပွဲဆိုတဲ့အယူဆကိုမိတ်ဆက်ပေးရတယ်။ဒီအတွေ့အခေါ်ကနောက်ပိုင်းမှာ Judah ဘာသာ Christian ဘာသာနဲ့ Islam ဘာသာတွေအပေါ်မှာကြီးမားတဲ့လွတ်မှုမှုတွေရှိခဲ့တာပေါ့။အိန္ဒိယဘက်မှာတော့ Hindu ဘာသာရဲ့ Upanishad ကျမ်းတွေရဲ့ Buddha ရဲ့အဆုံးအမအရင်းနဲ့ကာနေစင်နိဗ္ဗာန်ကုရုဏာတရားနဲ့လောဘဒေါသမောဟတွေကိုဆွန့်လွတ်ခြင်းလိုမျိုးနတ်နေရဲ့ယူအဆတွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဥပမာတော့ Confucius ဝါဒကကိုကျင့်တရားနဲ့လူမှုရေးဝတ်တရားတွေအပေါ်အခြေခံတဲ့လူမှုတဟဇာတဖြစ်မှုအတွက်လမ်းညွှန်ချက်တစ်ခုကိုပေးခဲ့တယ်။ဒီယူဆကတရုတ်အုပ်ချုပ်ရေးကို နှပန်းထောင်ချီပြီးတော့ပုံဖော်ခဲ့တာပါ။ဒီအတွေ့အော်တွေကစာအုပ်ခဲမှာပဲရှိနေတဲ့သဘောတရားတွေမဟုတ်ခဲ့ပါဘူး။တကယ်တမ်းမှာတော့သူတို့ဟာကမ္ဘာသမိုင်းမှာအကြီးကျယ်ဆုံး empire တချို့ရဲ့အုပ်မြစ်တွေဖြစ်လာခဲ့ကြတယ်။ယောမနေဟန်ထရိုဒီခေတ် NRG နှစ်ခုပေါ့ သူတို့ကတရောင်နဲ့တရောင်တီးတော်မတီးပဲကဘာရဲ့စန့်ချင်းဘက်အစွန်းနှစ်ဖက်မှာတစ်ချိန်တည်းတည်ရှိခဲ့ကြတယ်။ဒါမဲ့အန်အောဆရာကောင်းလောင်အောင်ပဲသူတို့ရင်ဆိုင်ခဲ့ရတဲ့စိန်ခုံမှုတွေနဲ့ရရှိခဲ့တဲ့အောင်မြင်မှုတွေကတော်တော်များများဆင့်တူနေခဲ့တယ်။ဒီအင်ပါယာတွေဘလောက်ကြီးလဲဆိုလားကြီးလိုက်ပါအောင်သူတို့နှစ်ခုရဲ့လူရည်ကိုပေါင်းလိုက်ရင်အဲ့ဒီအချိန်ကကဘာလူရည်ရဲ့တဝက်လောက်ရှိခဲ့တယ်ဗျာ။ဒါဟာအရင်ကဘယ်တော့မှမကြုံဖူးတဲ့နိုင်ငံရေးနဲ့စီးပွားရေးပေါင်းစည်းမှုအဆင့်တစ်ခုကိုခိုစားပြုနေတာပါ။ ယောမသမိုင်းပညာရှင်တက်စီတက်စီရဲ့ဒီစကားကအရေးကြီးတဲ့အချက်တစ်ခုကိုမိမောင်းထိုးပြနေတယ်။အဲ့ဒါကတော့ Empire ရဲ့နေနီမီကိုစစ်တပ်တွေချီးပဲဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ပထွေးနေရထားတဲ့ယာဒီဥဒုကလည်းအထူးကြတဲ့အဆုံးဖြတ်ပေးတဲ့အခန်းကဏ္ဍအနေပါဝင်ခဲ့တယ်ဆိုတာပါပဲ။တဘာဝပါဝန်းကျင်ကလူသမိုင်းကိုဘလောက်အထိဖွံ့ဖိုးပေးတယ်ဆိုတာကိုသတိပေးနေတယ်လို့ပါပဲ။ဒါပေမဲ့ဒီ Empire ကြီးတွေကတယောက်တည်းတီးခြားစီရက်တည်နေကြတာမဟုတ်ပါဘူး။ သူတို့ဟာကုံတွေရေရောစစ်ပွဲတွေကနေတဆင့်ပါချုပ်ထွေးတဲ့ကုန်းရက်ကြီးတခုနဲ့ချိတ်ဆက်နေခဲ့ကြတယ်။ရင်းချတဲ့ဘက်ကကြည့်ရတော့ဘိုးလမ်းမကြီးပေါ့ဒါအရှိန်နဲ့နောက်ကိုဆက်တွေ့ပြီးရဲ့အဓိကလမ်းကြောင်းကြီးပဲပိုးထေတို့ဖန်ထေတို့လိုကွန်မစ်စီတင်မကောက်ဘူးနော်အတွေးခေါ်တွေဘာသာတရားတွေနဲ့နှိပညာတွေကိုပါတဲဆောင်ပေးခဲ့တဲ့ရှေခိရဲ့အင်တာနက်ဆူပါဟိုက်ဝေးအထူးလိုပါပဲဒါပေမဲ့ဆက်တွေ့မှုတိုင်းကငင်းချမ်းတဲ့နီလာနဲ့တော့မလာခဲ့ဘူး သမိုင်းမှာအကြီးမားဆုံးကုန်မြင့်အင်ပါယာကိုတီထောင်ခဲ့တဲ့မွန်ဂိုရီးယားနေမြေချေထွေမှုတွေလိုမျိုးပေါ်ပြီးကြမ်းတမ်းတဲ့အင်အားသုံးတဲ့ဆက်သွယ်မှုတွေလည်းပေါ်ပေါက်ခဲ့ပါတယ်။ဒီကိန်းကနန်းကိုပဲကြည့်နှစ်ဆက်နဲ့ရခိုင်နှုန်းဒါဟာမွန်ဂိုအင်ပါယာကထိန်းချုပ်ခဲ့တဲ့ကမ္ဘာကုန်မြင့်အေရီးယားစုစုပေါင်းရဲ့ရခိုင်နှုန်းပါ။ယူရေးရှားဒေတာတစ်ခုလုံးကိုအာနာတစ်ခုတည်းအောင်မှာပေါင်းစည်းနိုင်ခဲ့တယ်။ဒါဟာလေကျန်းတဲ့ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုပုံစံတစ်မျိုးပါပဲ။ မွန်ဂိုရီယူဆောင်လာတဲ့မွန်ဂိုညင်းချမ်းရေးဒါမှမဟုတ် Pax Mongolica မှာညက်လာနှစ်ဖက်ရှိခဲ့တယ်။တစ်ဖက်မှာတော့သူတို့က Marco Polo လို့ကွန်တက်ရီအတွက်လုံခြုံတဲ့ကွန်တက်ရီလောင်ချောင်းတဲ့ဖန်တီပေးခဲ့တယ်။နောက်တစ်ဖက်မှာတော့အဲ့ဒီကွန်ကြကြီးကပဲဥရောပကို Black Death လို့ခေါ်တဲ့ Plague ရောဂါကပ်ဆိုးကြီးကိုဝါနစ်ဆရာကောင်းစွာတည်ဆောင်းလာခဲ့ပါတယ်။ဒီ Empire တွေနောက်ဆုံးမှပြိုလဲသွားခဲ့ပေမဲ့သူတို့ရဲ့အမွေအနှစ်တီးကတော့ဒီနေ့ထိတာအောင်ဆက်လက်ရှင်တာနေတော့ပါပဲ။ကဲ ဒီခေတ်ရဲ့အောင်မြင်မှုတွေကကျွန်တော်ရဲ့ကမ္ဘာကြီးကိုဘယ်လိုများပွန်ဖော်ပေးခဲ့တယ်လဲဆိုတာကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်ကြရအောင်။ဂရီတွေးခေါ်ပညာရဲ့ခီးစဉ်က အကောင်းဆုံးဥပမာတစ်ခုပဲ။ရှီခီဂရီနဲ့ယောမာမှာမှွေးဖွားခဲ့တဲ့အသိပညာတွေအဲ့ဓာတွေကိုအစ္စလမ်ကဘာကပညာရှင်တွေကဘာသာပြန်တယ်ထိမ့်သိမ့်တယ်ပြီးတော့အဲ့ဒီအပေါ်မှာအသစ်တွေထပ်ပေါင်းပြီးတိုးတက်စေခဲ့တယ် နောက်ဆုံးမှာတော့အဲ့ဒီတိပညာတွေကဥရောပကိုပြန်ရောက်လာပြီး Renaissance လို့ခေါ်တဲ့ဉာဏ်ပညာပြန်လဲစံတစ်ထုံကောင်မှုကိုမိထိုးပေးခဲ့တာပေါ့ယဉ်ကျေးမှုတွေကြားကဖလှယ်မှုရဲ့ဆွမ်းအားကိုပြနေတာပဲကနွန်ခေရဲ့အမွေနှစ်တွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအထက်မှာအခုထိရှိနေတုန်းပါဥပမာတရုတ်ကနေလာတဲ့ရန်မုန်တို့ပုံနေဆက်တို့ရောမကနေဆင်းသက်လာတဲ့ဥပဒေနဲ့အင်ဂျင်နီယာပညာရက်တို့ဒီတီထုံမှုတွေအားလုံးဟာကျွန်တော်တို့ရဲ့ကဘာကြီးကိုဆက်လက်ပြီးပုံဖော်နေတုန်းပါပဲအချို့ပြောရရင်တော့ ကန်နဝင်းခစ်က မြေကြီးပေါ်မှာတော့လူတွေရဲ့စိတ်ထဲမှာပါအင်ပါယာတွေကို တီးဆောက်ခဲ့တယ်။ဒီနေ့ကျွန်တော်တို့အားလုံးကိုပိုင်ကဘာတော်ဆန်ရယဉ်ကျေးမှုတစ်ခုကိုတီးဆောင်နေကြတဲ့အချိန်မှာအတိတ်ကသူတို့ရဲ့အောင်မြင်မှုတွေနဲ့သင်္ကန်းစာယူနေကြတာလားဒါမှမဟုတ်သူတို့ရဲ့အမားတွေကိုပဲထက်ခါထက်ခါကျူးလွန်နေမိကြတာလားဒါကတော့ကျွန်တော်တို့အားလုံးအလေးနဲ့စဉ်းစားရမယ့်မိခွန်းတစ်ခုပါပဲ။